ဩဇာတေဂရေ1389ခုနှစ်ရညွလာဇန်23ရက်ခရစ်နှစ်2025ခုနှစ်အောက်တိုဘာလ4ရက်စနေနေ့ညရန်ကုန်ဒေသကြီးလေကုမြို့နယ်မြန်လန်းခုနှစ်ပိုင်း6ဘတ်လောက်ပါရှိတယ်ရတနာအမြင့်ကျောင်းတိုက်တွင်မှာတရညွလာပြည်ဗိဓမာခါရုံးထူပြန်စကံပွဲရဲ့ညချမ်းကာလမှာတရားဝင်တရားတော်အထောက်ကြတဲ့တမမိတ်ဆွေများ တရားနာကြတဲ့ပရိသတ်များအားလုံးတို့ကိုဥစဉ်တို့တရားစကားဒီနေကပြောပြပေးမယ်။ဆုံးဘာများပြောပြခြင်းလဲဆိုရင်ယသောဗျာအပတ္တိကယောက်လောဝါဒတုဆိုတာရှိတယ်။အဲ့မှာဆုံးမထားတဲ့စကလုံးလေးယူပြီးတော့နေ့စဉ်ပန်းကြီးဒီပြင်ဆင်ပေးပါလို့ကောင်းစီနေပြီးပြီးတော့တရားနာကြရအောင်နော်။နေ့စဉ်ပန်းကြီးပြီးတော့ပြင်ဆင်ပေးပါ ုသူတော်ကောင်းတွေပါတရားတယ်လေသူယောဂီတွေမှန်မကြည့်ဘူးလားကြည့်ပါတယ်ဗျာမှန်ကြည့်တယ်မှန်ကြည့်ပြီးတော့မျက်နှာမှာမလာဘူးဆိုလို့ရှင်လောက်အောင်လုပ်တယ်လှပြီးပြီဆိုရင်ဝမ်းမြောက်ဝမ်းသာဖြစ်တယ်ညကြီးတွေတွေ့လို့ရှင်ပင်ရှားဖြစ်တယ်နော်နေ့စဉ်မှန်ကြည့်တယ်နော်မှန်ဆိုတဲ့နေရာမှာယုတ်ပကတိယုတ်မှန်ကိုကြည့်တာရဲ့စိတ်မှန် မန္တပကတိယုတ်ကိုကြည်တာရဲ့စိတ်ကိုကြည်တာရဲ့အမျိုးရှိတယ်။ယုတ်ကိုကြည်တာရဲ့စိတ်ကိုကြည်တာဘယ်နှမျိုးလဲ။မျိုးပါဗျာ။သူစဉ်နေလူရင်နေစဉ်မှန်ကြည့်ပြီးပြင်ဆင်ပေးဖို့ပြဆော်ပြရခြင်းကိုတော့မြတ်ကြည့်ရ။အမိရှိတာသာရှိတယ်။ဆိုတော့ဒုရိယမှန်ပကြည့်ဦးလားဆိုတော့မှန်တော့ကြည့်တယ်။ဒါမှမပြင်းမပြင်းပဲပြင်းမပြင်းပဲကြွားတယ်နော်။ ရုပ်ကိုမှန်ကြည့်တယ်ပြင်တယ်မလောက်ဆိုရင်လောက်ပြင်တယ်ပေါ့စိတ်မှန်ကိုကြတော့တန်ရတန်ရောတို့တွေမကြည့်ဖြစ်ဘူးเนาะမကြည့်ဖြစ်ကြည့်ဖြစ်ဖို့လိုတယ်သစ္စာပြခြင်းကိုတော့မြည်ကြည့်ရမေဇိမပန္နာတာပါဠိတော်အမလက်ထိကရောက်တော့ဟောတာတုံမဟောတာတန်ကေမြေတိရောက်လာကိမတိယော အာတာတော်တိ ပိဿကဝေကနတောဗန္တိအတိပယ်ကပြောတာလဲဆိုရင်ချက်သားကြောင်လာတဲ့ရောင်းလာငါဤထံပါခါစားနေပါဟိုသားတော်လေးရောင်းလာတန်ကိမညတိမင်းဘလို့မထင်တည်းကိမတိယောအာတာသောတိကျေပုံမှန်ဆိုတာရှိတယ်တဲ့မှန်ဆိုတာရှိတယ် အဲ့ဒီမှန်ကြည့်တဲ့အခါမှာဘယ်လိုအကျိုးရှိသလဲတဲ့မှန်ကြည့်တာဘယ်လိုအကျိုးရှိသလဲတဲ့ဘုရားရှင်မှန်ကြည့်တဲ့အခါမှာရွေခြင်းတစ်မျိုးနဲ့ကြည့်တယ်လို့ဒီလိုဆိုရအောင်မှန်ကြည့်တဲ့အခါမှာရွေခြင်းဘယ်နှမျိုးလဲလဲတစ်မျိုးတော့နံပါတ်၁ကကိုယ့်ရဲ့မျက်နှာမှာအညီကြီးတွေရှိတယ်ဆိုရင်ဖယ်ရှားဖြစ်ဖို့ကိုယ့်မျက်နှာတန်ရှင်းနေတယ်တန်ရှင်းနေတယ်ဆိုရင်ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ဒီရွေခြင်းတစ်မျိုးနဲ့ကြည့်တယ်ဘယ်သူမှမစိုးလို့ဒီမှန်မကြည့်ဘူးလားကြည့်တာကြည့်တယ်နော် ဦးဇင်းတို့တရားကောင်းစီပေးလိုက်တာဟိုတည်းကနေ့စဉ်မှန်ကြည့်ပြီးပြင်ဆင်ပေးပါလို့ဒီလိုကောင်းစီလေးပေးလိုက်တာဆိုတော့ဒုတိယမှန်ကြည့်တယ်မှန်ကြည့်တဲ့အခါမှာရည်ရွယ်ချက်တစ်မျိုးနဲ့ကြည့်တယ်အဲ့ဒီရည်ရွယ်ချက်ကဘာလဲဆိုရင်မျက်နှာမှာအရင်ကြီးတွေ့နေပဲရှာဖြစ်ဖို့မျက်နှာမှာလှနေတဲ့ချောနေတဲ့အဆင်ပြေနေတဲ့ဆိုရင်မပြောင်းဝမ်းသာဖြစ်ဖို့တို့ပြန်တရားစကားလာတယ်တရားစကားလာတယ်ဆိုရင်ပြင်ထွက်မယ်ဆိုရင်ရင်မိုးချုပ်ပြင်းစင်ပြီးတော့ မင်းလေးဘာလို့မကြည့်ဘူးလဲကြည်လားကြည်တယ်နော်ညတော့မှာအညီကြီးတွေပေးနေတယ်ဆိုလို့ရှိရင်ဖေရှားမဖြစ်ဘူးလားဖေရှားဖြစ်လားဆရာပါသူဦးမဲတွေပေးနေတယ်တမင်းဆိုင်နဲ့တမင်းလုံးစည်းတွေပါဇက်မှာပေးနေတယ်ဆိုရင်ချက်ချင်းမဖယ်ဘူးလားဖယ်လားချက်ချင်းဖယ်တယ်နော်အညီကြီးတွေတွေ့နေဖေရှားဖြစ်ဖို့နော်ကိုယ့်ရဲ့မျက်နှာလေးကျင်းဆင်ပြီးတော့ချုံပေါ်လှပနေတယ်ဆိုရင်တော့ဘောမြတ်ဝန္တာဖြစ်တယ်ရပြီသွားလို့ရပြီဆိုပြီးတော့ထွက်လာဒီလိုပေါ့နော် အဲ့လိုပဲရွေးချင်းနှမျိုးနဲ့ဒီရွေးချင်းနှမျိုးနဲ့မှန်ကြည့်တယ်တဲ့အဲ့တော့ရည်ညွှန်းပြီးတော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကတိုင်ခင်မညာတိရာဟုလကိမတိရောအာတံတော်တိခြေသားရာဟုလတဲ့ကျင်းမုံမှန်ဆိုတာရှိတယ်အဲ့မှန်ကြည့်တာဘယ်လိုအကျိုးရှိလဲတဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဒီလိုပြီးတော့ရာဟုလလေးကဘယ်လိုကြည့်လဲဆိုရင်ပိဿဝကနာတော်ဗန္တိတိ ဘုန်းကြီးတော်ဘုသောမြတ်စွာဘုရားမှန်ကြည့်တာကြီးရှုစင်ချင်းချင်းအကျိုးရှိပါလေဗျာတဲ့ကြီးရှုစင်ချင်းချင်းအကျိုးရှိဘယ်လိုကြီးရှုစင်ချင်းချင်းအကျိုးရှိတာလဲဆိုရင်ကြီးပြီးတော့စင်ချင်တယ်ညီကြီးတွေ့ရင်ဖိရှားဖြစ်တယ်ကောင်းတာတွေ့ရင်ဝမျက်ဝန်းတာဖြစ်တယ်မြတ်စွာဘုရားအမှအယုအမေဝါကိုရောက်လာပိဿဝဂိတ္တဝပိဿဝဂိတ္တဝကာယနာကမ္မကတ္တဗံ ပိဿဝခိတ္တဝပိဿဝခိတ္တဝဝါစာယကမ္မကတ္တပံပိဿဝခိတ္တဝပိဿဝခိတ္တဝမနတကမ္မကတ္တပံစဉ်းစားရအောင်လားတဲ့မှန်ကြည့်တာကြီးရှုစင်ချင်းချင်းကျိုးရှိတယ်အဲ့လိုပဲတဲ့ပိဿဝခိတ္တဝပိဿဝခိတ္တဝကြီးရှုစင်ချင်း၍ကြီးရှုစင်ချင်း၍ကာယနာကမ္မကိုနဲ့ပြုလုပ်တဲ့ကာယကမှုကိုကတ္တပံပြုတင်ပြုတိုက်ပြုအပ်ပါပြီ၏ ပစ္စဝဂိတောပစ္စဝဂိတောကြည်ရှုစင်ခြင်း၍ကြည်ရှုစင်ခြင်း၍ဝါစာယကမ္မကတ္တဗံတုံးနဲ့ပြောရတဲ့အပြောကိုပြောဆိုရ၏ပစ္စဝဂိတောပစ္စဝဂိတောကြည်ရှုစင်ခြင်း၍ကြည်ရှုစင်ခြင်း၍မနတာကမ္မစိတ်နဲ့ကြင်စီတဲ့အမှုကိုကတ္တဗံပြုတဲ့ပြုတိုက်ပြုအပ်ပါ၏တဲ့ဆိုတော့ ါဠိနည်းထားပြီးတော့ဗမာတိတိပြောမယ်ဆိုရင်ကြီးရှုစင်ခြင်း၍ကြီးရှုစင်ခြင်း၍ကာယကံပုဂ္ဂိုလ်ပြုရ၏ကြီးရှုစင်ခြင်း၍ကြီးရှုစင်ခြင်း၍မနောကံဝစီကံပုဂ္ဂိုလ်ပြုရ၏ကြီးရှုစင်ခြင်း၍ကြီးရှုစင်ခြင်း၍မနောကံပုဂ္ဂိုလ်ပြုရ၏ကြီးရှုစင်ခြင်းပြီးတော့ကာယကံပုဂ္ဂိုလ်ပြုကြီးရှုစင်ခြင်းပြီးတော့ဝစီကံပုဂ္ဂိုလ်ပြု ကြီးရှုဆင်ခြင်ပြီးတော့မနောကံပုဂ္ဂိုလ်ပြုဒီလိုပြောတယ်နော်အဲ့လိုဘလို့ဆင်ခြင်မှလဲဆိုရင်တဲ့ခြေသားရောက်တာတဲ့တဲ့ဘလို့ဆင်ခြင်မှလဲဆိုရင်တဲ့ဟာကိုနဲ့ပြုလုပ်တဲ့အမှုကိုနဲ့ပြုလုပ်တဲ့ဒီအမှုဟာတင်ကြီးရှုဆင်ခြင်ပြီးပြုရမယ်တဲ့ငါဒီအကျင့်အမှုကိုကိုယ်ဖြင့်ပြုလို့ဤငါပြုလုပ်တဲ့ဒီကိုနဲ့ပြုလုပ်တဲ့ဒီအမှုဟာ ဆင်းရဲခြင်းမှဖြစ်သလားငါအတွက်ဆင်းရဲစေတဲ့အရာလားသူတို့အတွက်ကိုရောစရောဆင်းရဲစေတဲ့အရာလားငါအတွက်ကိုရောစရောဆင်းရဲစေတဲ့အရာလားဒီလိုကြည့်ရှုစဉ်းစားမယ်ငါသူတို့ကိုရောစိတ်ပါဆင်းရဲစေတဲ့အရာလားလို့ဒီလိုကြည့်ရှုစဉ်းစားမယ်နော်တော့အဲ့လိုပဲဝါစာယကမ္မကတ္တကိုပြောတဲ့စကားဟာကို့အတွက် ဆင်းရဲခြင်းကို ဖြစ်စေတဲ့စကားမျိုးလားသူတော်ဘာအတွက်ဆင်းရဲခြင်းကိုကိုဆင်းရဲစိတ်ဆင်းရဲခြင်းကို ဖြစ်စေတဲ့စကားမျိုးလားကိုယ်တွေ့လည်းဆင်းရဲမှုကိုဖြစ်စေတယ်သူတော်ဘာအတွက်လည်းဆင်းရဲမှုကိုဖြစ်စေတယ်ဆိုမပြောနဲ့တခါတခါစကားရရတော့ဘာမှလည်းအကျိုးမရှိပဲနဲ့အတိတ်ပဲလည်းမရှိပဲနဲ့သူတို့လည်းအကျိုးမရှိကိုယ်တို့လည်းအကျိုးမရှိပဲနဲ့ဒီစကားရရစကားဆိုတဲ့အတိုင်းစလိုက်တဲ့အတိုင်းကားပြီးတော့နော် ိုလည်းစိတ်ဆင်းရဲတယ်သူတို့ကလည်းစိတ်ဆင်းရဲတယ်အဲဒီသူတို့ကောစိတ်ဆင်းရဲတယ်ကိုယ်စိတ်ဆင်းရဲတဲ့အရာကြီးကိုကြည့်ပြီးတော့သဘောကျအောင်ကြားတယ်တို့ကုသစင်နေတော့ကျောင်းဆရာကြီးတော့ဘယ်သူမှမကောင်းတာမလို့ခြင်းလားလို့ခြင်းလားဘလို့မှမလို့ခြင်းဘူးတော့မကောင်းတာမလို့ခြင်းလားလို့ခြင်းမလို့ခြင်းဘူးကောင်းတာကြတော့လို့ခြင်းဒါမှကောင်းတဲ့အရာတွေကြတော့ဘာမှပြောအောင်နော်ကောင်းတဲ့အကြံအမြဲတမ်းပြောရမယ်တမ်းတမ်းလုပ်ရမယ်မြန်မြန်သားထောင်ရဒါမှကောင်းပါလေ ကောင်းတဲ့အရာကြတော့မလိုချင်ဘူးတို့မကောင်းတဲ့အရာတည်းပြောချင်တာပဲတို့တွေရပြီအဲ့မကောင်းတာတွေပြောနေတာတွေကိုလိုက်ပြီးတော့တည်းနားထောင်ချင်တာပဲမကောင်းတာတွေပဲကြီးပြီးတော့အရသာတည်းခံချင်တာပဲဒါကြောင့်လည်းပြောကြတယ်နော်ဘယ်သူမှမကောင်းဘယ်သူမှမကောင်းအင်းရယောက်ျားမကောင်းအင်းရမိန်းမမကောင်းပေါ့သားသမီးတွေမကောင်းပေါ့လူသမားတွေမကောင်းပေါ့အလို့ရှင်တွေမကောင်းပေါ့ဆွေမျိုးတွေမကောင်းပေါ့ အနာနေတဲ့သူတွေခြေတို့ခံတယ်မကောင်းဘူးနော်ဘယ်သူမကောင်းဘယ်ဝမကောင်းတို့တွေမပြောဘူးလားပြောတာသူများကြတော့မကောင်းပြောတယ်ကိုယ့်ကိုယ်ကြမကောင်းဘူးတခါပြောတာနော်မပြောသလားပဲတော့ကိုယ့်ကိုယ်ကြမကောင်းဘူးပြောသလားပဲတော့ကိုယ်ကောင်းမှသူများလည်းကောင်းမှသူများကောင်းမှကိုယ်လည်းကောင်းမှဆိုတော့အခုမကောင်းဆိုတာအရင်တော့မကောင်းခဲ့လို့ပဲနော်အခုကောင်းတယ်ဆိုတာအရင်တော့ကောင်းခဲ့လို့ပဲအခုပြစ္ဆုတ်ပံကံနဲ့အတိတ်ကံနဲ့ရှိတယ် သူများကြီးပဲလိုက်ပြီးတော့တွဲချမနေနဲ့လို့ပြောချင်တယ်။ကိုယ်ပဲလည်းကိုယ်အရင်ကြည့်အောင်ပါ။ကျေးဇူးတော်ရှင်ပါဗောဓိမင်းဆရာတော်ပြာကြီးပိတ်ထားတာရှိတယ်စီ။ဘယ်လိုမိတ်ထားလဲဆိုရင်အဖေနဲ့အမေတို့ရမဟုတ်တာကွာ။ဆရာတော်ရရှိစရာပြောတာပေါ့။မျက်လုံးနှလုံးကိုလည်းသူများကိုကြည့်တဲ့မျက်လုံးနှလုံးပဲထက်ပြီးတာနဲ့ကိုယ်ကိုကြည့်တဲ့မျက်လုံးနှလုံးကြတော့ဘေးနဲ့ဘေးအထက်မပြေဘူး။တို့ရသူများမကောင်းဘယ်သူမကောင်းဘယ်ကောင်းတော်တော်များများမပြောလို့ပြောတယ်။တတိထားကြည့်နော်။ကိုယ်ကိုကြတော့ မကောင်းမပြောတော့ခုကြကောင်းတယ်လို့ပြောတယ်ဆိုတော့သူမြတ်စွာဘုရားရှင်ကိုတော့မြတ်ကြီးတော်မှာဘောသန္တရာတောက်လျှောက်မကောင်းကျိုးတွေမကောင်းကံတွေမကောင်းတဲ့ဝိကျွေးတွေယမယံကပြုတ်ပြီးတော့ဘုရားဖြစ်တဲ့အခါမှာဝိပတ္တော12ပါးဆိုတော့ဝိပတ္တော်လိုက်တာမရှိဘူးလားရှိပါသေးတယ်ဘာနဲ့ကလာပြီးနောက်ဆက်တည်တယ်နော်နောက်ဇေတမနာလာပြီးတော့ကြတနာရှာတယ်ဒီဝရကြီးကလာပြီးတော့အကြောင်းပေါင်းဆင်တယ်နာလကိရိယဆင်လာပြီးတော့ကြတနာရှာတယ်ဒါရီဟာ ဝိပတ်တော်တွေပဲအရင်တော့မကောင်းခဲ့လို့ပြန်ပြီးတော့ဘုရားရှင်ကိုတော့ပြန်ပြန်ပြီးတော့ပြစ်ဆက်ဘုရားရှင်လိုပုဂ္ဂိုလ်မျိုးတောင်မှအရင်တော့ကမကောင်းခဲ့တဲ့ကာယကံမှုဝစီကံမှုမနောကံမှုအားလျော်စွာပြန်ပြီးတော့ပြစ်ဆက်သည်တယ်ပြန်ပြီးတော့ခံသည်တယ်ဆိုရင်တို့များဖို့တော့ပါပါလေးပါပါလေးတခါတခါသမီးမကောင်းဘူးပဲကြည်မနေနဲ့ကိုယ့်ရဲ့ကိုယ့်အတိတ်ပစ္စုပန်ကံကောင်းရင်တော့အတိတ်ကံညံ့တာရှိခဲ့မှာပဲเนาะ ာတချို့ကျတော့တတော်ကိုကောင်းတာမျိုးရှိတယ်တချို့ကံတတော်ကိုကောင်းတာမျိုးရှိတယ်တချို့တတော်ကံကောင်းတာမျိုးရှိဆိုတော့ပြစ္ဆုပန်ကံညံ့နေအောင်အတိတ်ကံကောင်းဆိုတော့မြတ်စွာဘုရားရှင်ကတော့မြင်ကြည့်ရတယ်အတိတ်ကံနဲ့ပြစ္ဆုပန်ကံရှိတယ်ကံညံ့နေကောင်းလောင်ကောင်းပိသကံနဲ့ကိုကောင်းလောင်ဉာဏ်ဝရိယနဲ့တွေ့ပြီးလုပ်လို့တော့ဒီလိုဆိုပြီးနော်အာကံမကောင်းဘူးဆိုပြီးဒီတိုင်းကြီးပဲထားမနေနဲ့နော်ဉာဏ်နဲ့ဝရိယနဲ့တွေ့ပြီးတော့မလုံတဲ့တာမလုံတဲ့လုံတဲ့တာလုံးပေါ့တခါတခါကျတော့တို့တွေကသူများမကောင်းဘူးပဲမြင်နေတာ ဘယ်သူမကောင်းမေဝါမကောင်းမပြောနေကြတာနော်ကိုမကောင်းတာကြတော့မပြောဘူးနော်မမြင်ဘူးနော်မှတ်တမဲ့ပဲဘုရားရှင်မှန်ကြည့်တဲ့အခါမှာမှန်ကြည့်ပြီဆိုရင်ကိုယ့်ရဲ့မှန်ကြည့်လိုက်တဲ့အခါမှာကိုယ့်မျက်နှာမှာအငြင်းကြီးတွေရှိတယ်စီနော်အုံမဲတွေပြနေမယ်အငြင်းကြီးတွေတစုံတရာရှိနေမယ်စပင်မှာရှိနေမယ်နဖူးမှာရှိနေမယ်ညလုံးမှာရှိနေမယ်ညကုံမှာရှိနေမယ်ပေါင်းမှာရှိမယ်ပါးမှာရှိမယ်နှာခေါင်းမှာရှိမယ်ဒီမျက်နှာပြင်ပေါ့ တော့ခန္ဓာကိုယ်ရှိမယ်ဆိုတဲ့တကူလုံးပေါ့။မှန်ကြည့်တဲ့အခါမှာတို့တွေအညီချင်းတွေတွေ့ချင်းချင်းဖယ်ရှားမဖြစ်ဘူးလားဖယ်ရှားပြက်လား။ဖယ်ရှားပြက်တယ်နော်ဒီတိုင်းလိုကြည့်မရအောင်အာချင်းချင်းပဲ။မနေနဲ့မထိုင်တတ်ကိုဖြစ်။အသေးဆုံးသွားကြတဲ့မှာသွားချင်းညက်နေတာကြည့်ပါလား။မနေနဲ့မထိုင်တတ်ကိုဖြစ်။ပေါ်ရှားထုတ်လိုက်ရှာတာတပြီ။နော်။ဒါကြီးကိုဖယ်ရှားပြက်ချင်တယ်။အဲ့ဒီဖယ်လိုက်တော့မှကိုယ်စီတယ်မှာပေါ့ပါလား။နော်။အဲ့ဒီခန္ဓာကိုယ်မှာဖြစ်တဲ့ဒီလိုအကြီးကြီးတောင်မှတို့ကကြာကြာမထားခြင်းဖယ်ရှားခြင်းတည်တယ်ဆိုရ စိတ်မှဖြစ်နေတဲ့အရင်ကြီးကိုလည်းဘုရားရှင်ကြည့်တယ်။နော်။နေ့စဉ်မှန်ကြည့်ပြီးတော့ပြင်ဆင်ပေးပါလား။မှန်ကြည့်တဲ့အခါမှာကောင်းတာတွေ့ရင်မကောင်းတာတွေ့ရင်ဖယ်ရှားဖြစ်တယ်လို့ကောင်းတာတွေ့ရင်လည်းဝါပြောင်းဝါသာဖြစ်တယ်။အဲကိုယ်စိတ်ကိုလည်းကိုယ်ပြန်ကြည့်တခါတခါကိုယ်စိတ်တွေမကောင်း။အဘိဇာတွေစိတ်သစိတ်သဆုံးမှာဘုရားရှင်ဟောတာအဘိဇာတွေဖြစ်နေတယ်။အလိုဆိုးတွေဖြစ်နေတယ်။မကောင်းတဲ့စိတ်တွေကိုယ့်ကိုဝင်နေအောင်ငါမကောင်းတဲ့စိတ်တွေဝင်နေပါလားလို့ မှန်ကြီးတဲ့အခါမှာပြင်ပလိုက်တယ်လို့အညစ်အကြေးတွေ့ရင်ပြင်ပလိုက်တယ်ပြင်ပလိုက်တယ်ထုတ်ပြလိုက်တယ်ကိုကောင်းတဲ့စိတ်တွေဖြစ်နေတယ်ဆိုတော့ဩကောင်းနေတယ်ဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်တယ်ကိုယ်တဏ္ဍာမှာဒီနာမိတာတွေထိုင်းပိုင်းနေတယ်ပြင်းရည်နေတယ်ဩဒီစိတ်တွေမကောင်းဘူးဆိုပြီးတော့တည်တယ်တည်ပြီးတော့ပြင်ပလိုက်ကောင်းနေတယ်ဆိုရင်ဆက်ထားတယ်မကောင်းတဲ့မာနစိတ်တွေရှိတယ်မကောင်းတဲ့စိတ်ဆိုရင်ထုတ်ပလိုက်ကောင်းတဲ့စိတ်ဆိုရင်ဆက်ထားတယ်ကိုယ်မှာအရဏဝရိယဆိုတဲ့လုံလဝရိယရှိရှိနဲ့ကျူးစားအားထုတ်မှုမလုပ်ချင်ဘူးပြည့်ကြီးကြီးွယ်နေတယ်ဆိုရင်အကောင်းတာလည်းရှင်ထုတ်ပလိုက်ကောင်းတာဆိုဆက်တာ ဘာစိတ်တည်ကြည်လားမတည်ကြည်လားပြန်သုံးတယ်တည်ကြည်နေတယ်ဆိုတာမတည်ကြည်ဆိုရင်ထုတ်ပလိုက်ဆိုတော့အကောင်းနဲ့မကောင်းပဲတွေ့မယ်နော်ကောင်းနေတယ်ဆိုရင်ထားမကောင်းဆိုရင်ထုတ်ပလိုက်မျက်နှာမှန်ကြည့်တဲ့အခါမှာနော်အငြိကြည့်တွေ့ရင် ပေးရှားဖြစ်တယ်ကောင်းတာတွေ့ရင်မမြဝန်းတာဖြစ်တယ်အဲ့လိုပဲကိုယ့်ရဲ့စိတ်ကိုပြန်ကြည့်တဲ့အခါမှာလည်းအငြိကြည့်တွေ့ရင်မကောင်းတာတွေ့ရင်ပေးရှားဖြစ်တယ်ကောင်းတာတွေ့ရင်ဆက်ပြီးတော့မမြဝန်းတာထားတယ် ြင်းပုံမှန်ပြင်တည်ရုပ်တင်ကိုကြည့်မြင်ခဏတည်ကားနဲ့ဖြစ်မှုပြမှုဤနှစ်ခုကိုတတိလက်မလို့စီနေကြင်းပုံမှန်ပြင်တည်ရုပ်စုတွေကိုကြည့်မြင်ခဏတည်ကားနဲ့ဖြစ်မှုပြမှုဤနှစ်ခုကိုတတိလက်မလို့စီနေကဲဆိုရအောင်ကြင်းပုံမှန်ပြင်တည်ရုပ်တွေကိုကြည့်မြင်ခဏတည်ကား၌ဖြစ်မှုပြမှုဖြစ်မှု ဣနကုကိုဣနကုကိုတတိလမလွစေတဲ့ဣနကုလိုက်တဲခမနကိရုပ်တွင်ကြီးတဲ့အခါမှာပဲငငယ်တော့ရုပ်လည်းကြီးတဲ့ရုပ်မတူတော့နော်အတဲစလင်းကနှစ်ကအရွယ်ရဲ့၄၀အရွယ်ရဲ့လူကြီးတဲ့ဆိုမတူတော့ကျင့်ပုံမှန်မြင်တဲ့ရုပ်တွေကိုကျင့်မြင်ကနတည်းကနဲ့ဖြစ်မှုပြမှုဣနကုကို ဒိဋ္ဌမလို့ဆိုတဲ့တတိရှိရင်အဲ့တတိနောက်ကနော်ဉာဏ်ပညာလေးနဲ့အသုံးချလိုက်လို့ရှိရင်ဒီခါလေးဝိပဿနာဉာဏ်မှရှင်းပြီးတော့တော်တော်ဆင်းပြေသွားတယ်တော်တော်ဆင်းပြေသွားတယ်ဒါကြောင့်သူများအလုံးပြောလိုက်ခြင်းနဲ့နေ့စဉ်မှန်ကြည့်တယ်လို့ရုပ်ကိုမှန်ကြည့်တယ်လို့စိတ်ကိုလည်းမှန်ကြည့်လို့မကောင်းတာတွေ့ရင်ဖေရှားပြလိုက် ကောင်းတာတွေ့ရင်ဆက်လက်ပြီးတော့တိဆောက်ပြဿနာရှင်ကိုယ်တော်မြတ်ကြီးရာရဟုလာကိုခြေသားရအောင်လား မှန်ကြည့်တဲ့အခါမှာညီလေးညီကြီးတွေတွေ့ပေရှားဖြစ်သလိုကောင်းတာတွေတွေ့ဝမ်းမြောက်ဝမ်းသာဖြစ်သလိုကိုယ်စိတ်ကိုလည်းကိုပြန်ကြည့်ပြီးတော့ကိုယ့်ကိုယ်ကိုပြန်ကြည့်ပြီးတော့ငါလုံးမဲ့ကာယကံမှုငါပြောမဲ့ဝစီကံမှုဒါငါတွင်းနေတဲ့မနောကံမှုကငါအတွေ့ကိုစင်းရဲ့စိတ်စင်းရဲ့စီတဲ့အရာလားငါအတွေ့ကိုချမ်းသာစိတ်ချမ်းသာစီတဲ့အရာလားမလုတ်ခင်မှာမှန်ကြည့်သလိုပြန်သုံးသပ်တယ်နော်ငါပြောတဲ့အပြောငါလုပ်တဲ့အလုပ်ငါတွင်းတဲ့အတွင်းဟာ သူတို့ဝအတွေ့ကိုစိတ်တပန်းဆင်းရဲစီတဲ့အရာလားငါအတွေ့ကိုစိတ်တပန်းဆင်းရဲစီတဲ့အရာလားငါရဲ့ပြုမှုတဲ့အရာတွေကငါရောသူတို့ဝကိုစိတ်တပန်းဆင်းရဲစီတဲ့အရာလားငါရောသူတို့ဝရောကိုစိတ်တပန်းချမ်းသာစီတဲ့အရာလားငါပြုမှုတဲ့ဒီကံရကံမှုဝစီကံမှုမနောကံမှုတွေဟာပညာရှိသူတို့ကောင်းနေနှစ်သက်တဲ့သဘောကျတဲ့အရာမျိုးလားပညာရှိသူတို့ကောင်းနေမနှစ်သက်တဲ့ဆက်စုပ်ွယ်ဖြစ်တဲ့ အရာမျိုးလားလို့ပိဿဝကိတ္တအရင်ဆင်ခြင်းတဲ့မှန်ကြည့်တဲ့သူလိုပဲတဲ့ဟာတို့များဒီစကလုံးရည်ကြီးဆိုအချက်ချင်းချပြီးတွေးသလောက်တော်တော်လေးနဲ့တဲ့နော်တော်တော်လေးနဲ့တဲ့နော်သူရုပ်ကိုမှန်ကြည့်တယ်လို့ကိုယ်စိတ်ကိုလည်းကိုပြန်ပြီးတော့မှန်ကြည့်ကိုယ်စိတ်ကလေးကောင်းနေပြောသမျှစကားတွေလိုက်ပြီးတော့ကောင်းနေတော့ကိုယ်စိတ်ကလေးဆိုးနေပြောသမျှစကားတွေလိုက်ပြီးတော့ဆိုးနေကိုယ်စိတ်ကလေးကောင်းနေတွေးသမျှအတွေးတွေလည်းလိုက်ပြီးတော့ကောင်းနေ နော်ကိုယ်စိတ်ကလေးစိုးနေတယ်ဆိုလို့ရှိရင်အတွေးရလည်းမကောင်းတော့ပြောရလည်းမကောင်းတော့ဆိုတော့ဒီအစိတ်ကိုဟိုရှင်သူတော်ကောင်းကြီးနေဆုံးမထတာအပယ်လေးပါးစိတ်ကြောင့်သွားသည်နိဗ္ဗာန်ရောက်မှုအစိတ်ကပြုသည် စိတ်ကိုလွတ်ထားဆင်းရဲပွားပြီးစိတ်ကိုတည်အင်းကြီးနိဗ္ဗာန်ကြီးတဲ့အပယ်ရောက်နေကြတဲ့သူတွေလည်းနော်စိတ်ကြောင့်ရေရင်းနဲ့ပြည်သာသူတကယ်အပယ်လေးပါးရောက်နေတာစိတ်ကြောင့်ပဲတော့ နိဗ္ဗာန်ရောက်မှုစိတ်ကပြုတယ်နိဗ္ဗာန်ရောက်နေတဲ့သူတွေလည်းစိတ်ကြောင့်စိတ်ကောင်းလေးကြောင့်စိတ်ကိုလွတ်ထားဆင်းရဲပွားပြီးစိတ်ကိုလွတ်ထားရင်တော့ကုလည်းဆင်းရဲမယ်စိတ်လည်းဆင်းရဲမယ်စိတ်ကိုတည်ငြိမ်နိဗ္ဗာန်ကြီးတဲ့တဏှာကြီးလောကမှာကြီးမားတုန်တဲ့ချမ်းသာနေတဲ့သူမှန်သမျှစိတ်ရဲ့အရှင်သခင်ဆုတ်ယုတ်မျက်စည်းနေတဲ့သူမှန်သမျှစိတ်ရဲ့ကြည်ကြုံတဏှာကြီးတော့တို့ကြီးကြုံစိတ်ကဒုစိတ်ကလည်းဘာဘသမီးနဲ့မတိမနှောတဲ့မနှောဆိုတဲ့စိတ် ပပသမိဆိုတော့မကောင်းတဲ့နေရာတော့ပဋိစ္စာပြောတာစိတ်ကကောင်းတဲ့နေရာနဲ့မကောင်းတဲ့နေရာမင်းနေရာကိုပြောတယ်မကောင်းတဲ့နေရာကိုပြောတယ်နော်ကောင်းတာလုပ်နေရင်တော့မကောင်းတဲ့နေရာကိုပြောတယ်တတိထကြီးနော်ခုနမှဥစ္စာလေးတို့ရေးထားတယ်အာယုံနဲ့မကောင်းတဲ့အာယုံကြတော့သူ့ဘာသာအလိုလိုပေါ်လာတယ်ကောင်းတဲ့အာယုံကြတော့တတိထတာတော့မပေါ်ရှိတရားရှိမှတ်တယ်နော်ဘာလို့စိတ်နာသေးကြလဲတာပြီးရှုနေမကောင်းတဲ့အာယုံပဲဟာရီရောက်လာမှမသိဘူးငယ်ငယ်တော့အကြောင်းလေးရောက်လာ ိုရောက်တရောက်ရောက်လာသွားတဲ့လာတာတွေရောက်လာစားတဲ့တောက်တာတွေရောက်လာမကောင်းတဲ့အာယုကျတဲ့သူ့ဘသူတို့တို့ပေါ်လာတယ်နော်ကောင်းတဲ့အာယုကျတဲ့ဒီလိုမျိုးလုံးဒီလိုကြည့်တာဘူးဒီလိုကြည့်နေတာမပေါ်ကြည့်ဘူးအဲဒါကြောင့်မဟာဗောဓိပင်ဆရာကြီးကမရှာနဲ့ရှာရင်ကြာတယ်မမျောနဲ့မျောရင်ချော်တယ်တဲ့မတွေးနဲ့တွေးရင်ဝေးတယ်ပစ္စုပန်တဲ့ရှုမရှာနဲ့ရှာရင်ကြာတယ်ဆိုတော့ယုံသဘောနံသဘောဖြစ်သဘောအပြည့်သဘောတော့အတင်းလိုက်ရှာပြီးကြည့် မျက်လုံးကြီးနဲ့ကြည့်ရင်လည်းမြင်မလဲမျက်လုံးဆူးတာပဲမှတ်တယ်နော်။ဘယ်ကိမျက်စိနဲ့ကြည့်ရမှာမဟုတ်ဘူးလေ။ဉာဏ်နဲ့စိနဲ့ကြည့်ရမှာ။မရှာနဲ့ရှာရင်ကြားတယ်တဲ့။ဆိုကြပါစို့မျက်လုံးအနေနဲ့သူတယောက်။ဘာဝမျက်မှန်လေးတက်ပြီးတော့အောက်ကိုအောက်မှတစ်ခုခုလေးဆိုကြပါစို့အချီလေးပဲဖြစ်ဖြစ်အကလေးပဲဖြစ်ဖြစ်တည်တည်လေးပဲဖြစ်ဖြစ်ဖုံးကတိပါလေးဖွင့်တဲ့ပြင်လေးတည်တည်လေးပေါ့သူမျက်လုံးအနေနဲ့ပြီးဟာဒီနားကြာသွားတာပါ။ဒီနားလေးညကြာသွားတာပါလိုက်ရှာမတွေ့ဘူး။ ပြည့်စည်တဲ့ဘဝမျက်မှန်လေးနဲ့တော့ဒီမှာပဲငါမျက်မှန်တက်လေးတော့မမြင်တာအဲ့ဒီဘဝမျိုးအဲ့ဒီဘဝတခါတခါကျတော့တူရီယာဒီတိုင်းကြည့်မမြင်အောင်မြင်စည်တဲ့ဘဝမျက်မှန်တက်လိုက်မှမြင်တာစာကြည့်တဲ့ဒီတိုင်းပဲဒီရုပ်သဘောနာမ်သဘောအဖြစ်သဘောအပြည့်သဘောကြည့်တဲ့အခါမှာအလွန်လေးနဲ့တောင်းဘဂရီမျက်စိနဲ့မမြင်ဘူးမြင်စည်တဲ့ဘဝမျက်မှန်လို့ဆိုတဲ့သမာဓိအကောင်းကောင်းနဲ့ကြည့်မှာနော် မြင်စေတဲ့ယံအမြင်ရင့်ရင့်တန်တန်နဲ့ကြည်ပါမြင်တာတရားအထုတ်တယ်ဆိုတာစိတ်ပေါ်ဝတ်တဲ့အာကောင်းအောင်လုပ်တာပဲလေနော်တရားထိုင်တယ်ဆိုတာစိတ်ပေါ်အောင်အာကောင်းပြီဆိုရင်အာကောင်းရင်မြင်တယ်လေအမကောင်းရင်မမြင်ဘူးအဲ့တော့မကိုမြင်နေတဲ့ရုပ်တည်တဲ့လေးမြင်မယ်အဖြစ်အပျက်မြင်မယ်ဝိတရားပုတ္တရာမဉ္ဇဉ်ပုညာတိမြင်မယ်တို့တွေမမြင်ဘူးလားမြင်နေလား မရချင်ဘူးလားရချင်လားရချင်လို့ဆိုရင်ပါဝါအာနေရပါမလားပါဝါအာကောင်းမှရမှာဆိုတော့အာကောင်းအောင်လုပ်ကြเนาะပကတိမှန်ကြည့်တယ်လို့စိတ်မှန်ကိုလည်းပြန်ကြည့်အကောင်းတာတွေ့ရင်လက်ရှာပြစ်လိုက်အကောင်းတာတွေ့ရင်ဟောမြဝန္တဖြစ်ကိုယ်မှာပါဝါအာနေနေတယ်ဆိုရင်ပါဝါအာကောင်းအောင်လုပ်တော့အခုတရားစကံဒီနေ့ရသည်စပြီးတော့တရားစကံမတွေ့မချင်း ပါဝါအနေနဲ့အကောင်လို့နော်အဝေးရောက်နေခုနကမှန်ကြည့်တဲ့လူလို့နော်ကိုယ်စိတ်ကိုကိုပြန်ကြည့်တာမှန်တယ်လူတိုင်းကြည့်တယ်တော့မှန်ကြည့်တဲ့အခါမှာအညီကြီးလေးတွေ့ရင်ဖေရှားဖြစ်တယ်ကောင်းတာလေးတွေ့ရင်မမြတ်ဝမ်းသာဖြစ်တယ်ကိုယ်စိတ်ကိုကြည့်နော်အညီကြီးတွေ့နေတယ်မကောင်းတာတွေ့ရင်ဖေရှားဖြစ်လိုက်ကောင်းတာတွေ့ရင်မမြတ်ဝမ်းသာဖြစ်လိုက်သူတော်လေးကိုကြည့်လိုက်သူတော်လေးဟာတရားရနေတယ်တရားထိုင်နေတယ်တမန်ကြီးအားကောင်းတယ်ဝိပဿနာဉာဏ်ရည်နေတယ်ဆိုရင် မျာတက်ကိုကကပြီးတော့ဝမ်းမြောက်ဝမ်းသာမဖြစ်ဘူးဖြစ်တကကိုပြန်ကြည့်ပြီးအမလို့အမရဖြစ်တယ်ဆိုရင်အဆင်မပြေဘူး။နော်သူများရရင်ကိုလည်းရရအောင်ကြည့်ရအောင်ကြည့်ဆိုတော့ခုဒီနေ့ဒီရဲ့ဒီချိန်ကနေစပြီးတော့မှန်ကြည့်တယ်လို့နော်နေ့စဉ်မှန်ကြည့်တယ်လို့နေ့စဉ်မှန်ကြည့်ပြီးတော့ပြင်ဆင်တယ်နော် ပြင်တယ်ဆိုတာမကောင်းတာတွေ့ရင်ပြင်လိုက်တာကောင်းတာတွေ့ရင်ဆင်လိုက်တာ ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ရုပ်ကိုယ့်ရဲ့နာမ်ကိုလည်းမကောင်းတာတွေ့ရင်ပြင်းကောင်းတာတွေ့အဲ့ဒီတိုင်ဆက်ပြီးတော့ဆင်းစိတ်ပါဝါအားကောင်းဝိသုဒ္ဓိဖြစ်နေတဲ့စိတ်ဟာအဋ္ဌိဆိုတဲ့တကောဖြစ်တယ်တဲ့စိတ်ပါဝါအားကောင်းကိုယ်ကလည်းဆက်ပြီးတော့ကျင့်တော့နော်တရားမြတ်ကျင့်ကြသဖြင့်ဒီဘဝဒီယုဒီခန္ဓာဖြင့်တရားတို့တည်တူးတည်အမြဲရနိုင်တဲ့သူတော်ကောင်းတွေကိုယ်စီဖြစ်နိုင်ကြပါစေကုန်တည် ဒီလိုတမန်ကုသိုလ်တွေကိုအများပေးပြီးတော့တို့များအနားယူကြနော်နော်အနားယူပြီးတော့ဘုရားဘက်မှာသွားပြီးတော့ဘုရားဇာယုလုကယုဒီမှာယုလုကယုတရားထိုင်ယုကထိုင်ကဲဣတုပြုရဆက်လိုက်ကြနော်ဣတုပြုရဣတုပြုရမြတ်